ားလုံးပဲမင်္ဂလာပါရှင်နိုင်တဲ့ဖုံမှာကြိုဆိုပါရယ်ရှင်နိုင်တဲ့အတင်းကတော့ Sporting Lesso ကစားသမားအသက်25နှစ်အရွယ်သာရှိသေးပြီးတော့ Portugal လေးရွေးစဉ်ကစားသမားလေးထွန်ကာအိုခေါ်ယူဖို့တော့ကိုနီပြအမိုရင်းကိုယ်တိုင်ကတောင်းဆိုမှုတွေပြုလုပ်ထားတာပဲဖြစ်တယ်။ United အတင်းကတော့နီပြအမိုရင်းတောင်းဆိုတဲ့ကစားသမားလေးထွန်ကာအိုခေါ်ယူပေးသွားမှာလား။ထွန်ကာအိုကတော့ Portugal နဲ့ဒိမန်နဲ့ကစားခဲ့တဲ့ပွဲမှာလည်းအနိုင်ကိုတွေသွင်းပေးခဲ့တဲ့ကစားသမားတဦးဖြစ်တယ်။အသက်က25နှစ်အရွယ်ရှိပြီးတော့ United အတင်းကထွန်ကာအိုခေါ်ယူနိုင်ခဲ့ရင်တော့ Antonio နေရာမှာကောက်ကောက်စားထိုးနိုင်မယ်လို့ကျွန်တော်ကတော့ထင်မြင်မိတယ်။နီပြအမိုရင်းကထွန်ကာအိုကိုခေါ်ပေးဖို့အတွက်တောင်းဆိုတာဆိုတော့ကျွန်တော် ော်ဘယ်နီးပြကိုသွားပြီးမြင်လဲဆိုတော့အဲဒါဟန်လက်ထက်ကအန်တိုနီယိုခေါ်ဖို့အတွက်ပြင်ဆင်ခဲ့တယ်လို့ပဲ United အသင်းကအခုနီးပြအန်မိုရင်လက်ထက်မှာလဲထွန်ကာအိုခေါ်ယူပေးဖို့ဆိုတော့အမှတ်တမဲ့နဲ့အဲဒါဟန်ကိုတော့သတိသွားရမိခဲ့တယ်အဲဒါဟန်လက်ထက်တုံးကလဲအန်တိုနီယိုခေါ်ယူပေးခဲ့တယ်အခုလက်ရှိထွန်ကာအို United အသင်းကခေါ်ယူပေးသွားမှာလားဆိုတာကိုလဲကျွန်တော်တို့စောင့်မျှော်မှအပြောင်းအရွှေ့တစ်ခုဖြစ်တဲ့ထွန်ကာအိုကပရီးမီးယားလိအတွေ့အကြုံလဲရှိတယ်လို့ La Liga မှာလဲကစားခဲ့ဘူးတယ်ဘာစီလိုနာအသင်းမှာကောင်းကောင်းဆွမ်းဆောင်ရင်ကောင်းတွေမပြနိုင်ခဲ့လို့ဟူပါရန်အသင်းကိုရောက်ရှိလာခဲ့တဲ့ဒီကစားသမားလေးကအခုလက်ရှိ Sporting Lisbon အသင်းမှာဆွမ်းဆောင်ရင်ကောင်းတွေကိုပြနေတယ်။န ီးပြအမိုရင်တောင်းဆိုခဲ့တဲ့ထွမ်ကာဝါကစပိုးနင်းစပိုးအသင်းမှာ300ရာသီဖြတ်သန်းခဲ့ပြီးတော့ထွမ်ကာဝါကတော့ဘာစီလိုနာအသင်းမှာ42ဘောကစား3ဂိုးသွင်း2ဂိုးဖတ်နေမှုပြုလုပ်နိုင်ခဲ့ပြီးတော့2021-22ရာသီမှာပဲဟူပါရန်အသင်းကိုရောက်ရှိလာခဲ့တာပဲဖြစ်တယ်ဟူပါရန်အသင်းမှာပွဲ30ကစား3ဂိုးသွင်း2ဂိုးဖတ်နေမှုပြုလုပ်ပြီးတော့2020-23ရာသီမှာတော့စပိုးနင်းစပိုးအသင်းကိုရောက်ခဲ့တယ်ပွဲ90ကစား73ဂိုးသွင်း4ဂိုးဖတ်နေမှုပြုလုပ်နိုင်ခဲ့တယ်2023-24ရာသီမှာ48ဘောကစား10ဂိုးသွင်း6ဂိုးဖတ်နေမှုပြုလုပ်ပြီးတော့2024-25ရာသီမှာ43ဘောကစား9ဂိုးသွင်း12ဂိုးဖတ်နေမှုပြု လုပ်ထားတဲ့ဒီကစားသမားလေးကတော့သူ့ရဲ့လက်တလောရှေ့စွန်းကတော့ပေါ်တူဂီနဲ့ဒိမန်နဲ့ကစားခဲ့တဲ့ Nation League ပွဲကိုကြည့်ရင်တော့ပို့ပြီးတော့မြင်သာတယ်လို့ပြောလို့ရလာအောင်ကို5 win ကနေရာမှာ twin goal တွေသွင်းယူပေးနိုင်တယ်လို့ goal point နေမှုတွေလည်းများသာပြုလုပ်ပေးနိုင်တဲ့ကစားသမားလေးတဦးဖြစ်တယ်။ United အသင်းကဒီလိုကစားသမားလေးကိုခေါ်ယူပြီးတော့ Antonio လို့ Marco Polo ထွက်ခွာတော့မဲ့ကစားသမားလေးနေရာမှာအစားထိုးမှာကတော့တကယ်ကိုပြည့်ပြည့်စုံတယ်လို့ကျွန်တော်ကတော့မြင်မိတယ်။ United အသင်းစိတ်ဝင်စားနေတဲ့ Trangaro ကတော့ market value ကတော့ 32တန်းရှိပြီးတော့ United အသင်းကခေါ်ယူမယ်ဆို25တန်းတန်း30ဝင်ကျင်လောက်နဲ့ခေါ်ယူလို့ရတဲ့အနေအထားတစ်ခုမှရှိတယ် United အသင်းက Twan Garo တကယ်ကိုခေါ်ယူပေးသွားမှာလားလာမယ့်နေရာဒီအပြောင်းအရွှေ့မှာ United အသင်းကထွက်ခွာမယ့်ကစားသမားတွေများတဲ့အချိန်မှာဒဏ်ရာပြဿနာတွေရင်ဆိုင်နေရတဲ့ကစားသမားတွေများစွာပါဝင်နေတဲ့အချိန်မှာ United အသင်းရဲ့ဒဏ်ရာကစားသမားတွေကအခုလက်ရှိပြန်လည်ကစားတော့မဲ့ Premier League ပွဲစဉ်တွေ Europa League ပွဲစဉ်တွေမှာပြန်လည်ပါဝင်လာရရှိတဲ့ကစားသမားတွေကတော့ Harry Maguire ရတဲ့အသင်းရဲ့ Legend Training တွေမှာပြန်လည်ပူးပေါင်းပါဝင်နေပြီဖြစ်သလို Mason Mount ကလည်းအသင်းရဲ့ Legend Training တွေမှာပြန်လည်ပူးပေါင်းပါဝင်နိုင်နေပြီဖြစ်တယ်။ Lucio ယောက်ကတော့အသင်းရဲ့လေ့ကျင့်ထိုင်နေနေမှာပြန်လည်မပူပေါင်းနိုင်သေးပေမဲ့တယောက်တည်းတွေ့ချင်းထိုင်နေနေကိုတော့ပြန်လည်စဉ်းသက်နေပြီပဲဖြစ်တယ်။သတင်းကောင်းအနေနဲ့ပြောရမယ်ဆိုရင်ဒီအရလိုအမတ်ကလည်းလာမဲ့ဂျူရပါလိပွဲစဉ်နေကစားမဲ့ပွဲမှာတော့အမတ်ဒီအရလိုကပြန်လည်ပါဝင်နိုင်ရည်များတယ်လို့သုံးသပ်လို့ရတဲ့အနေထားတစ်ခုမှရှိတယ်။ဟဲဘန်လို့လို့ကစားသမားတွေကလည်းဂျူရပါလိပွဲအမီပြန်လာနိုင်မယ်လို့ကျွန်တော်ကတော့ထင်မြင်မိတယ်။အဲ့ဒီတော့ United အသင်းမှာဒဏ်ပြစ်ဒဏ်ရာရင်ဆိုင်နေရတဲ့ကစားသမားတွေများစွာပါဝင်နေတဲ့အချိန်မှာ Sporting Lisbon ကစားသမားလေး Red Wing ကမှရှေ့ဆုံးပြနေတဲ့အသက်25နှစ်အရွယ် Trekker ကို United အသင်းကအမီရခေါ်ယူသွားမှလားဆိုတာက ုလာမယ့်နေရာဒီအပြောင်းအရွှေ့မှာစောင့်မျှော်အောင်မယ် United ပိုင်ရှင်တွေကနီးပြအန်မိုရင်းကိုဘယ်ကစားသမားတွေကိုပြန်လဲအခေါ်ယူအားဖြည့်ပြီးတော့မှလဲဆိုတာကိုရင်ခုန်စိတ်လို့ရှာဖွေစောင့်မျှော်အောင်မယ်အပြောင်းအရွှေ့ဖြစ်တယ်လို့သုံးသပ်ရင်းနေပဲကျွန်တော်ရဲ့အစီအစဉ်ကိုဆုံးသတ်ပါရစေ United ဖော်ဖော်ကမန်ယူသတင်းများကိုနေ့စဉ်တင်ဆက်ပေးနေတာမို့လိုက်ရန် follow လေးလုပ်ပေးသွားအောင်မြတ်တက်ရက်ခံပါတယ်အားလုံးကိုကျေးဇူးထူးတီးရှိပါတယ်ခင်ဗျာ